လူတယောက်ရဲ့ပြဿနာဆိုတာသူ့ကိုယ်သူရှာရဲ့ပြဿနာပါပဲမင်္ဂလာပါအဲဒီနေ့တို့ကျွန်တော်လူတယောက်ရဲ့ပြဿနာကိုဘယ်လိုကြောင့်ဆက်ဖြစ်လဲဆိုတာမျှဝေပေးပါမယ်ကျွန်တော်စံငယ်အဲပညာတွေကိုမျှဝေမိနေရဲ့အဲပို့စတီများပါတယ်ဒါကတော့ကျွန်တော်လူတွေတော်မဲ့မှာကျွန်တော်တချို့ဆိုရင်အခက်အခဲကြုံနေရတယ်ပြဿနာကြီးကြုံနေရတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်နေစိတ်ဓာတ်တွေဒီဘယ်လိုရှိရဲဘယ်လိုပြောင်းလဲလို့ရဆိုတော့ကျွန်တော်မျှဝေပြီးဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်လူတယောက်ရဲ့ပြဿနာဆိုတာအဲသူတို့ကိုယ်သူတို့ပြန်ရှာရဲ့ပြဿနာဖြစ်ပါတယ်တကယ်တော့ကျွန်တော်ကကျွန်တော်တို့ပြဿနာလို့ထင်နေတဲ့ အခက်ခဲတွေတိုင်းဟာဖြစ်ရည်ပါပဲကျွန်တော်လူတိုင်းမှာကျွန်တော်ဖြစ်ရည်ကိုသိရှိနိုင်တယ်ကျွန်တော်ပြဿနာဆိုတဲ့အခက်ခဲ နော်အခက်ခဲကိုကျွန်တော်ကပြဿနာလူတွေမြင်လိုက်ကြတာအဲ့ဒီမှာကျွန်တော်ကပြဿနာပိုပြီးကြီးပြဿနာဖြစ်သွားတာပါတကယ်တော့ကျွန်တော်ကကျွန်တော်တို့မှာကြုံတွေ့နေရတဲ့ဟာအဖြစ်ရက်ဒီအဖြစ်ပြက်ဒီပါပဲအဲကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်ကဘလို့တုံ့ပြန်ဖြေရှင်းလိုက်မလဲပုံမူတည်ပြီးတော့ပြဿနာဖြစ်သွားမှာလားအခွင့်အရေးတွေဖြစ်သွားမှာလားတိုးတက်မှုတွေကျွန်တော်လမ်းကြောင်းတွေပေါ်လာမှာလားအဲ့ဒီမှာကျွန်တော်ကွဲပြားသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာနမူနာပြောရမယ်ဆိုရင်ကျွန်တော်စိတ်တူစရာနော်အခက်ခဲတစ်ခုဖြစ်ရက်တစ်ခုကြုံခဲ့ယူဆိုကြပါစို့အဲ့ဒီမှာကျွန်တော်ကဒေါသနဲ့ဖြေရှင်းလိုက်မှာလား နော်ပြဿနာဖြစ်သွားအောင်လှုပ်လိုက်မှလားဒါကြီးဖြစ်ရက်ကိုကျွန်တော်ဘယ်လိုကြော်လားမလဲဘယ်လိုရင်ဆိုင်မလဲလူတွေမှာကျွန်တော်တို့သူ့အပူနဲ့သူသူ့ခက်ခဲနဲ့သူလူတွေမှာအားလုံးခက်ခဲကိုယ်ရှိကြပါတယ်အဲ့ဒီခက်ခဲတွေကကျွန်တော်တို့ကို total အောင် ကျွန်တော်တို့ပို့ပြီးတော့လှုပ်ရှားကြိုးစားလာအောင်ကျွန်တော်တို့လှုပ်ဆော်ပေးနေတဲ့ဖြစ်ရည်ပဲဖြစ်ပါတယ်ဒါဒီထဲမှာကျွန်တော်တို့ကစီမျောပြီးတော့ဒီအခက်ခဲတွေကိုဒီအဖြစ်ပြက်တွေကိုကိုလိုချင်တဲ့ပန်းနိုင်တဲ့ဘလို့တွားလို့ရမယ်ဘလို့ချင်းလို့ရမယ်ကျွန်တော်တို့ကြိုးစားပြီးတော့ဖြည့်ရှင်းနေကျွန်တော်တို့ရဲ့တိုးတက်ကောင်းမွန်တဲ့အခွင့်အရေးတွေရလာပြီးတော့ကျွန်တော်ရှေ့ဆက်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တိုးတက်နေမှာဖြစ်ပါတယ်အများစုကတော့တစ်ခုဖြစ်လာပြီးဖြစ်ရက်တစ်ခုဖြစ်လာပြီးကိုစိတ်တိုင်းမကြောက်ဘူးဆိုရင်အဲဒေါသနဲ့ဖြည့်ရှင်းလိုက်တာမျိုးပေါ့နော်တကယ်တော့ဖြစ်ရက်ကပုံမှန်ဖြစ်ရက်လေးပဲဒေါသနဲ့ဖြည့်ရှင်းလိုက်လို့ပြဿနာတက်ပြီးတော့အဲဘဝပြတ်သွားလူတွေများစွာကျွန် ျွန်တော်ကြုံတွေ့ရပါတယ်။ကျွန်တော်အဲ့ဒါကိုဖြစ်လာတဲ့အခက်အခဲဖြစ်ရတဲ့အတိုင်းကိုကျွန်တော်ဘယ်လိုဖြေရှင်းမှာလဲဘယ်လိုစိတ်နေစေထားနေကျွန်တော်ကြော်လွားမှာလဲပုံမူတည်ပြီးတော့ကျွန်တော်ဘယ်နေရာကိုရောက်သွားမယ်ကျွန်တော်ဘယ်သူဖြစ်သွားမယ်ဆိုတာကျွန်တော်ဆုံးဖြတ်ပြီးတော့မှာဖြစ်ပါတယ် ကျွန်တော်အခုလောလောဆယ်မှာဘာတွေပဲလုပ်နေရလုပ်နေရဘဝမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ဒါအကြောင်းမှုတွေပါဘာအဓိကအကြောင်းကတော့ကျွန်တော်အခုလုပ်နေတဲ့အလုပ်တွေကိုကျွန်တော်ဘယ်လိုပိုကောင်းအောင်လုပ်ကြမလဲစိတ်နေစရာကောင်းကောင်းလေးနဲ့ဘယ်လိုတိုးတက်အောင်ကြိုးစားကြမလဲဆိုတော့မူတည်ပြီးတော့ကျွန်တော်နောက်တစ်ချိန်မှာဘယ်လိုခြေတွေမှာဘယ်လိုအနေထားကိုရောက်သွားမယ်ဆိုတာကိုကျွန်တော်ဆုံးဖြတ်ပြီးမှဖြစ်ပါတယ်အခုချိန်မှာမေဆွေညီကိုရောကျွန်တော်လူတိုင်းမှာအခက်အခဲကိုရှိနိုင်ပါတယ်နော်ဖြစ်ရကိုစီရှိတယ်မှာဒါတွေကိုကျွန်တော်တို့ကအခက်ခဲဖြစ်နေရှုမြင်နေမှာလားကျွန်တော်တို့က ဘယ်လိုဖြေရှင်းမလဲဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုပြီးတော့ကြိုးစားပြီးတော့ကျွန်တော်ရှေ့ကိုတိုးတက်အောင်လုပ်နေတဲ့လူတွေကအချိန်တိုင်းရတစ်ခုမှာသူတို့ရဲ့ဘန်နိုင်နေသူတို့ရဲ့လူကြီးနဲ့အိမ်မက်တွေစိတ်ကူးတွေအကောင့်ထဲဖွင့်နိုင်မှာဖြစ်ပါတယ်နော်ဖြစ်တဲ့အတိုင်းကိုကျွန်တော်တို့ကပြက်တနာပဲဟာငါဘွားကြီးကကံမကောင်းလိုက်တာဆိုပြီးတော့ကံကိုပုံချပြီးတော့ယူမဲ့ဖွဲ့ပြီးတော့နေတဲ့လူတွေကတော့ကျွန်တော်တို့တွင်တွင်တာခြံခဲ့ပါလိမ့်မယ်အဲ့တော့မိတ်ဆွေညီအစ်ကိုများကိုယ့်ကိုယ်ကိုပြက်တနာဖန်တီးမလားတိုးတက်အောင်လုပ်မလားဆိုတော့ကိုယ်တိုင်စဉ်းစားဆုံးဖြစ်ပါနော်ကျေးဇူးပါ